ဘေးအခြေကိုကမ်းပတ်ရိုက်ပြီး final တက်ကချန်ပီယံလိယူမယ်အာဆင်နယ်ဘယ်သမားလုံးမဲမိပါပဲခင်ဗျရွှေရောအိုင်မတ်ခွန်ရှိကော online အချင်းကနေပြန်လဲကြိုးလိုက်ပါရင်အာဆင်နယ်တို့ချန်ပီယံလိဖလားကိုအရယူသွားနိုင်ခြေပြေရှိနေပါရင်ဘေးအခြေကိုဒုတိယအကြော့မှာကမ်းပတ်နိုင်ခဲ့ရင်အာဆင်နယ်တို့အသင်းသမိုင်းတခြားပထမဆုံးသောချန်ပီယံလိဆိုပလားကိုရရှိသွားတော့မှာပါပထမကြော်အင်ကွဲမှာရှုံးနေခဲ့တာကအာဆင်နယ်တို့အစိမ်းကြီးအစရာဖြစ်ခဲ့ပါတယ်ဒါပေမဲ့ဒါတွေအားလုံး အဆုံးသတ်မဟုတ်သေးပါဘူး1 goal margin ဆိုတာနောက်ထပ်မိနစ်60အတွင်းမှာဘောင်းဆိုးဖြစ်သွားနိုင်တဲ့ချင်းမြောင်းနဲ့ရလက်မျိုးဖြစ်တာကြောင့်ဒုတိယအကြော့ကအသက်ဝင်နေပါသေးတယ်ဒါပေမဲ့အဝေးကွင်းကိုအရှုံးရတဲ့ကြီးနဲ့သွားကစားရမှာကတော့အာဆင်နယ်ကိုဖိအားဝင်နေစင်မှာတော့ကျိန်းနေပါတယ်ပထမအကြော့မှာ PSG က PSG စံတမဲကစားသွားခဲ့တာဖြစ်ပြီးအာဆင်နယ်ကတော့အမ်ရိတ်မှာတင်းပြေးကျက်ပြေးဘာမှမဖြစ်ခဲ့ပါဘူးအထာရီကဲလိုကစားဖို့ရော်ဒီရော်ရဲနိုင်ခဲ့ပါတယ် အစောတော့ကတော့ကိုရအသင်းရဲ့အခွင့်အရေးတွေကိုဖြုံးတီးခဲ့ပြီးအရင်ကြောင်းဆိုရင်ကိုသွင်းပေးနိုင်တဲ့တိုက်စစ်အဆုံးသတ်မှာမရှိတာကစွန့်လွတ်ပါတယ်။ပါတယ်ပါတယ်ကွင်းလယ်ကအစင်နယ်တို့အများကြီးကပြောပါတယ်။ပါတယ်မပါတော့ Ryan ရဲ့လုံနိုင်စွမ်းကိုကန့်တက်လိုက်တယ်လို့ဖြစ်သွားပါတယ်။တော်မဲ့ပါတယ်မပါတော့ကွင်းလယ်ကဘောလုံးမထွက်တော့ဘူး။ပါတယ်မပါတော့အစင်နယ်ဟန်ချက်ပြတ်သွားပြီး PSG ကွင်းလယ်ကိုမရှင်းနိုင်ခဲ့ဘူး။ပါတယ်ရဲ့ဂျင်းတဲ့ကြတဲ့မှာဘောလုံးလက်ခံနိုင်စွမ်းလှဲထွက်နိုင်စွမ်းဖဲဘက်ကိုကိုပေါ့နာစီဘောလုံးပေးဖို့နိုင်စွမ်းတွေကအစင်နယ်အတွက်အင်မတန်ကြီးပါပါတယ်။ PSG ကွင်းလယ်ကဘောလုံးကင်ထားရင်ကြောက်စရာကောင်းပေမဲ့ဘောလုံးဆုံးရှုံးထားတဲ့အချိန်မှာဆိုရင် ရော်ရီရော်ရဲ့နိုင်ပါတယ်ဒါကိုရိုက်ကကွင်းလေကနေဆွဲဆွဲပြေးပြီးအချင်းချင်းပြသခဲ့ပါတယ်ဒါပေမဲ့သူတယောက်တည်းဆွဲဘက်မပါခဲ့တယ်လို့ဖြစ်နေပါတယ်အသင်းအောက်ဆောင်အိုရီကက်ကအိုရီကက်မပြီးသားတာကြာပြီးအသင်းကိုစကားနဲ့နေပြောတာမဟုတ်ဘဲနဲ့အလုံးနဲ့ဥဆောင်နေတဲ့ခေါင်းဆောင်ပြသူအိုရီကက်နေနဲ့သူလုံးနေကြအလုံးကိုတော့မလုံးနိုင်တော့ဘူးလူကလေးကစွန်သားပြီးဘောလုံးသမားဖြစ်ရှင်တဲ့သူတယောက်မဟုတ်တာကြောင့်အခုလိုမျိုးယုံကြည်ချက်ကြာစင်းနေချိန်မှာသူစီကဖန်နှီးမှုတွေထွက်ကုန်မလာတော့တာပါ ဒါကြောင့်အာဆင်နယ်ကွင်းလည်ဟာဘောလုံးကန်းကန်းမထွက်တော့ဘူးမြန်မာလိုကြီးဆိုရင်အာဆင်နယ်က PSG ကိုကွင်းလည်ရှင်ရှင်မြတ်ဖြစ်နေခြင်းဒန်ဗီလီကပါဆင်းဆင်းပြီးတော့ဘောလုံးလက်ခံနေတာကြောင့်အဖြေတွေကပိုဆိုးသွားစေတာပါဒါပေမဲ့တရားမားတွေကအာဆင်နယ်တို့ဒုတိယအကြိမ်မှာပြင်ဆင်လာမှာပါအသင်းရဲ့ဟန်ချက်အတွက်အရေးကြီးတဲ့ကွင်းလည်ဘောချုပ်ပါတီလည်းပြန်လည်ပါဝင်လာပါပြီ PSG ကပါတီပါလာတဲ့ကွင်းလည်ကိုရှင်ကစားနိုင်မလားစောင့်ကြည့်ရမှာပါတေချာတာကတော့ပထမအကြိမ်မှာတော့ဘောလုံးစိမ့်ကြိုက်ကိုင်းစိမ့်ကြိုက်လို့လုံးလုံးမရတော့ပါဘူး အာဆန်ရဲ့ဓာတ်ပါတွေကပါတီကြောင့်ထိုက်မြန်နေမှာဖြစ်ပါတယ်။ပါတီမြန်လာရင်အိုလီကက်ကပိုအလုတ်ဖြစ်တက်ပြီးအိုလီကက်ရဲ့အလုတ်အချက်တွေကိုပါဖြည့်ဆည်းပြီးသားဖြစ်သွားမှာပါ။ပါတီပြန်လာပြီးဖြစ်တဲ့အတွက်မိုင်နိုကအတိုက်စစ်ပြန်ရောက်သွားမှာပါ။မိုင်နိုကိုအတိုက်စစ်မိုးပြင်ထားကစားကထရော့ဆက်တိုက်စစ်မိုးပြင်ကစားတာအတက်မိုင်နိုကိုပို့ပြီးတော့အချိုပြူပါတယ်။မိုင်နိုရဲ့လင့်ကပ်ပလေးတွေကဟိုးကက်ပလေးတွေကိုအာဆန်ရဲ့လိုအပ်နေပါသေးတယ်။နောက်ပြီးမိုင်နိုကဂိုးအင်တာထဲမှာထရော့ဆက်ထပ်ပို့ပြီးတော့ ဆောင်းတန်းနိုင်တဲ့စွမ်းရည်လည်းရှိပါတယ်။ PNG ဘက်ကဒမ်ဘလီပါဘူးမသေးကြပါဘူး။အကယ်၍ဒမ်ဘလီသာမသေးကြမီရာအနေထားမှာပါမလာခဲ့ရင်အစလင်အားသာချက်ကောင်းကောင်းရမှာဖြစ်ပါတယ်။ဆောင်းလကပြောခဲ့သလိုတကောမှအကျင်ကဘာမှလုပ်မရပါဘူး။ PNG အနေနဲ့အနိုင်သေးကြခြင်းဆော့ဆော့ကိုရဖို့လိုပါတယ်။ဒီလိုမှမဟုတ်ရင်အစနယ်ကိုပဲတကောခွင့်ပြုလိုက်ရရင်ဂန်ထားတို့ဆေးအားတက်ကြွသွားမှာဖြစ်လို့ပိုင်တွေကစင်မြင်ရုပ်အတွက်ဖြစ်နေမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ဗီလီကတော့ပဲနောက်နေ့မှလည်းအခန်းစားတဲ့ပတ်သက်တဲ့သတင်းကြော်တွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောနေတယ်ညီကောင်းချော်လိုက်ရပါတယ်ခင်ဗျာ